မတို့ချင်းချောက်တဲ့စာတွေကျမတို့ပို့ခံရတယ်နော်ပြီးပြီးတော့လည်းကျမတို့ထပ်အောင်အောင်မှာတကယ်နစ်နာတာဖြစ်တဲ့အတွက်သမီးလေးဟာတကယ်နစ်နာတဲ့ကလေးတစ်ယောက်ဖြစ်တဲ့အတွက်နောက်ကလေးတွေလည်းအဲ့လိုမခံရအောင်ကျမတို့ထပ်အောင်အောင်မှာကျမတို့စီးပောင်စီးကန်အတိုင်းကနေထိထိရောက်ရောက်အေးရွာအောင်ကျမတို့ဆက်အောင်အောင်မှာနော်အဲ့အတွက်စိတ်ချကျမတို့အထက်ကနေပြီးတော့စိတ်ချအောင်လည်းကျမမကြောက်တတ်ဘူး ာပါမွေးချန်နယ်လေးရန်ကြိုဆိုလိုက်ပါတယ်မော်တီနေတစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရတော့ line ပုံမှာနာမည်ကြီးနေတဲ့အုပ်စုဘက်ပိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုရင်နစ်နာသူចောင်းသူလေးဘက်ကနေပြီးတော့ဒီ line ပေါ်ကမေမေတွေကမမိုက်မမရက်တွေဝေးရပေးနေလို့ချိန်ချောက်စာတွေပို့လာလို့အခုဆိုရင် line ပေါ်တက်ပြပြနေရပဲဖြစ်ပါတယ်ဒီအမျိုးသမီးကလည်းသူ့မှာလည်းသားသမီးရှိတဲ့အခုဆိုရင်အချိန်ချောက်ခံနေရရင်ဆိုပြီးတော့ပြပြလာတဲ့အရင်လည်းကြောက်စရာကောင်းနေပေါ့နော်ကြည်တဲ့မျိုးတွေလည်းဘုဒ္ဓရာရအောင်လို့ပြန်လည်းညှောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် လို့မင်္ဂလာပါအမဒီသမီးလေးရဲ့ညောင်များမျိုးကနင်းနာတဲ့သူသမီးလေးရဲ့ပုံနဲ့ဒီသမီးလေးရဲ့ပုံနဲ့အမှားပြီးတင်လာမိရဲ့ရှင်ကျမကိုပေါ့နော်လူတယောက်ကနေပြီးတော့မစင်နာထက်ကလာပို့တဲ့အချိန်မှာကျမကလည်းအတိမှားသွားတယ်ဟာသမီးလေးရဲ့ပုံနဲ့တူလိုက်တာပေါ့နော်ကျမကိုပုံနဲ့လာပို့တဲ့အခါမှာတဲတဲတုံမေမေလေးနဲ့မေမေနဲ့တဲတဲတုံမေမေနဲ့တိတော့ရိုက်ထားတဲ့ပုံလေးလာပို့တယ်ဒါမှမဟုတ်ကျမတဲတဲတုံမေမေဟိုပေါ့နော်ဖော်မပြချင်တဲ့အတွက်ကျမ တမီးလေးတယောက်တစ်ပုံကိုကျွန်မလူချင်တာပေါ့နော်နောက်ပြီးဖြစ်စဉ်ဖြစ်နေတဲ့အချိန်မှာတမီးလေးစိတ်အားငယ်တဲ့ပုံလေးနဲ့ပုံကိုလည်းကျွန်မမတင်ချင်ဘူးတမီးလေးပြန်ကြည့်တဲ့အချိန်မှာဟိုသူကအနာဟုတ်တုံးနဲ့ဆွတ်တယ်လို့ဖြစ်လာဖြစ်မှာပါဆိုလို့ပေါ့လေတမီးလေးတယောက်တစ်ဒီပုံကတော့ငါတင်လိုက်မယ်ဆိုပြီးကျွန်မအဲ့ဒီအမှားမျိုးဖြစ်သွားပါတယ်ပေါ့နော်အမှားမျိုးဖြစ်သွားပါတယ်နောက်ပြီးရှင်လေကျွန်မလေးဟိုပြောစရာတခုကြံခဲ့တာသိလားဖြစ်စဉ်ဖြစ်တဲ့အထက်မှာလေတမီးလေးကဘလောက်တောင်လဲတမီးလေးကြောက်နေတဲ့ပုံမဟုတ်ဘူးနော်သိလား အဲ့ဒီကလေးလေးကဘယ်လောက်ထိလဲဆိုလို့ရှင်ဟုတ်ပြီငါဒီအလုတ်ကမှားသွားလာနင်းတို့ပြောတဲ့အထက်မှာပေါ့နော်တမီးလေးကဟိုလိုင်းပေါ်မှာတင်လိုက်ကိစ္စမှားသွားတဲ့အတွက်ဟုတ်ပြီငါမှားတဲ့အတွက်နင်းတို့ကိုကျင့်တဲ့အောင်တောင်းပန်မယ်နော်ကျင့်တဲ့အောင်ကလေးလေးကတောင်းပန်ခဲ့တယ်ဒါပေမဲ့တမီးလေးကျင့်တဲ့အောင်ထိတမီးလေးအတွက်ညှက်တာတဲ့အရာမျိုးဆိုတာဖြစ်မလာခဲ့ဘူးရှင်တမီးလေးပေါ်တမီးလေးဆိုမေးဖေးလည်းမရှိပဲနဲ့တမီးလေးအဲ့ချိန်မှာအဖိုးဝိုင်းနေချီရချင်ဘယ်လောက်ထိမျက်နှာငယ်လိုက်မလဲကျမတို့လူမျိုးတော့ကျမတို့တောင်မှနော် မက်ဆေ့ညာထက်ကနေပြောပါကစ္စတန်နဲ့ဝင်ပါနေရတာတော့ခင်ဗျာကျမတို့ချင်းချောက်တဲ့စာတွေကျမတို့ပို့ခံရတယ်နော်သိလားကျမတို့ချင်းချောက်တဲ့စာတွေပို့ခံရတယ်နော်ဒါမို့ဘာလို့ပြောရလဲတိတ်ဆိတ်နေတဲ့မြောင်းမြမျိုးကြီးอ่ะပေါ့နော်ကျမတို့ဆော်အောပေးလိုက်တဲ့အတွက်ပေါ့နော်ဟိုဒီလိုမျိုးကြီးစူညံ့သွားတယ်ဖြစ်မလားဟိုဖြစ်လာတာမခံနိုင်ဘူးလို့နော် ်ဆိတ်ချပါကျွန်တော်မြောင်းမြမျိုးကဘယ်တော့မှစူညံတန်နေဖြစ်လာစေရမှာမဟုတ်ဘာလို့ဆိုတော့ခလေးလေးတယောက်အဲ့လောက်ထိအေးပေါ့ပေါ့နော်ဖြစ်မှာရံပွဲဖြစ်နေတဲ့အရာမျိုးကိုတွေ့တာတောင်မှအချင်းချင်းနေလဲဖေးမှချင်းနဲ့ကျွန်မမတွေ့ဘူးမတွေ့လိုက်ရဘူးเนาะအဲလူကြီးကတော့ကျွန်မဗီဒီယိုရိုက်တဲ့အထက်မှာမမြင်ပါဘူးเนาะအဲ့ဒီတော့လဲမြောင်းမြမျိုးမှလေးစူပူပြီးတော့ဟိုဘယ်လိုပြောရမလဲခလေးလေးအတွက်စူပူရဲဆိုတာမျိုးကလည်းအဲ့ဒါလည်းတည်အမှားပါเนาะအဲ့ဒီတော့လေကျွန်တော်စူပူစရာမလို့ရှင်တို့စင်ရင်ထဲမှာမနေရှင်တို့ရင်ထဲမှာမနာနိုင်ဘူးကျွန်မတို့ပဲအပြင်မှာ ကထားနေရအရာလူတွေရမယ်ကျမတို့ကနိနိနာနာနဲ့နိနာပါနဲ့နိနာတာဆိုအော်တာကျမတို့ချက်ဆက်ပြီးတော့လေကျမတို့ထအော်အုံးမှာတကယ်နိနာတာဖြစ်တဲ့အတွက်သမီးလေးဟာတကယ်နိနာတဲ့ကလေးတစ်ယောက်ဖြစ်တဲ့အတွက် နောက်ကလေးတွေလည်းအဲ့လိုမခံရအောင်ကျမတို့ထအော်အုံးမှာကျမတို့စီးပောင်စီးကန့်အတိုင်းကနေထိထိရောက်ရောက်အေးအေးရအောင်ကျမတို့ဆက်အော်အုံးမှာနော်အဲ့အတွက်စိတ်ချကျမတို့အထက်ကနေပြီးတော့စိတ်ချရင်လည်းကျမမကြောက်တတ်ဘူးနော် တမိလေးနဲ့ပတ်သက်ပြီးတော့လေတမိလေးနဲ့ပတ်သက်ပြီးလူတွေကစိတ်လောနေတယ်ဆိုတာကျွန်မနားလဲတယ်နော်ကျွန်မဆိုရင်နှစ်ရက်တိတိ Facebook ပေါ်ဒီဒီ TikTok ပေါ်တက်မလာဘူးဘာဖြစ်လဲဒီကကျွန်မစုံစမ်းနေတယ်ကျွန်မမသေးချာတဲ့အလုပ်တစ်ခုကျွန်မမလုပ်ချင်ဘူးအပေါ့ဝါကနေမျက်နှာငယ်နေပြီးတော့လှက်ပြန်လာမယ်အလုပ်မျိုးကျွန်မမလုပ်ချင်ဘူးနော်ကျွန်မတို့ကဘလောက်ပဲလောလောကာကတ်ချင်အမြင်ဖြစ်တဲ့လူကကျွန်မကတော့ရပါတယ်ကျွန်မကတော့ဒီအမှုကိုကြည်ပါတယ်ဆိုကျွန်မပေးပြီလေကျွန်မတို့ပေးပြီလေကဲပြော သူ့မှာမထွက်မပြကျင်တဲ့ကာယကံချင်းမိမိကထွက်မပြကျင်တဲ့အရာမျိုးတွေရှိနေလို့ကျမကကြည်ရပါတယ်လို့ပြောလိုက်ရင်ကျမတို့ကဘာမှမတက်ဆိုင်တဲ့မိမိတွေကဘာလို့ပေးနိုင်မှာလဲနော်နော်သူတို့မှလည်းသူတို့အကြောင်းကိစ္စနဲ့အညီဒီကိစ္စကိုလုံးဝဟိုလက်လျှော့ထားတာလည်းဖြစ်ကောင်းဖြစ်မှာပဲလीနော်အဲ့တော့အဓိကလေကျမကလေအဲ့ဒီဟို ဟိုမနိုင်တဲ့ရေပုံးကိုထမ်းလာတဲ့အချိန်မှာကျမတို့ကအော်အမရေလေးတယ်ကျမထမ်းပေးမယ်လို့ထမ်းရတာအဲ့ဒါမျိုးမဟုတ်ဘူးနော်သူရေပုံးနဲ့လေးလေးပင်လာတာကိုကျမတို့ကကျမတို့ခွန်အားနဲ့ထမ်းရတာမျိုးမဟုတ်ဘူးကျမတို့အကြောင်းကိုသွားမယ်ဆိုရင်တောင်မှနော်မှတိကျတဲ့ဗက်ပြိုင်တဲ့အရာမျိုးဟိုဖြစ်စီခြင်းနဲ့ဆိုရင်တောင်မှအဲ့ဒီအာထကချက်ကိုသွားမယ်ဆိုရင်အဲ့ဒီအာထက6တဲ့ကြီးမှုတဲ့အကြောင်းကြီးရဲ့အတိလိုအပ်တဲ့နော်အကူအညီတွေလိုအပ်တဲ့ဒီကလား เนาะရဲစခန်းရဲအရင်ပိုင်းလေဆိုအနည်းဆုံးစခန်းမှုနဲ့တည်တည်နဲ့เนาะမဟုတ်ရင်ကျမတို့ကအပဝါးကနေမျက်နှာငယ်ငယ်နဲ့လှည့်ပြန်လာမှာအဲ့ဒီအတွက်လေအဲ့ဒီအတွက်လူဝတ်ချက်ချိတာလေးတွေကျမတို့လိုက်ပြီးဆုဆောင်းနေတယ်ကျမလိုက်ဆုဆောင်းနေတယ်သိလားအဲအဓိကကာယကံရှင်မဲ့ကာယကာယကံရှင်ကနေပြီးလို့ရှိရင်နော်ကာယကံရှင်ကနေကျမကျင်납ပါတယ်ဆိုဒီအမှုကျမတို့ဘာမှမတတ်နိုင်ဘူးသိလား ကာကံကြီးမင်းမင်းနဲ့လည်းအဆက်အသွယ်ရဖို့အတွက်ကဓာလူနဲ့ပဲတချင်းဆက်နေရတယ်အမင်းနဲ့အဆက်အသွယ်မရနိုင်သေးဘူးเนาะဓာတွေကနေပြီးတော့ဓာလူတွေနဲ့ပဲပြောပြောနေရတဲ့ကာလပဲနောက်ပြီးတော့ကျမတို့မှာလူမမေခလေးတွေရှိတယ်เนาะဟက်ချလောင်းဆိုပြီးတော့ပြီးသွားတာမျိုးမဟုတ်ဘူးကျမနဲ့လည်းအမျိုးတော်နေရမှာမဟုတ်ဘူးကျမနဲ့အမျိုးတော်လို့ကတော့ဒီဘက်ကမိုးမီအကောင်မိုးတက်မိုးမီတက်လောင်ပြီပဲเนาะအပေါ်ထိကျမ အပေါ်ထိမီတာချိုးပြမှာကျမဘာသူပဲဖြစ်ဖြစ်ဒါမှကျမတို့မှာဘာမှမသိပဲနဲ့ကျမတို့ကပြင်ပပြင်ပရဲ့မေမေတွေပဲဖြစ်နေတာအဲ့ဒီတော့ကိုလုံးချင်တယ်လို့လုံးလို့မရဘူးနော်အနိုင်ရချင်တယ်ဟေ့ဆိုလို့ရှိရင်ဥပဒေနဲ့အညီအကြောင်းလျော်တိုက်ဆိုင်စွာလိုအပ်တယ်ကျမတို့မှာအဲ့ဒီစိတ်မလောကြပါနဲ့နော်ဒါဒီအမှုကဒီတိုင်းအီယောအီယောနဲ့မပြီးအောင်ကျမတို့မိဖပြည်သူမေမေတွေကကျမတို့ကအကူအညီပေးရမှာကျမတို့လိုက်ပါဆောင်ရွက်ရမှာဒီလိုမျိုးဖြစ်စဉ်တွေအများကြီးပဲမယုံရင်စီးလိုက် မြောင်းများထားချောင်းနဲ့ပတ်သက်ပြီးတော့ကျွန်မအပြုသဘောလေးပေါ့နော်တင်လိုက်တဲ့ပို့မှာလူတွေကလေဆဲတာဆဲတာနော်ဆဲတာဆဲပါဆဲလို့ရတယ်ဒါပေမဲ့ဇဲကိုအရင်ဖော်ပြနေလေရှင်နော်ကျမလေတနိုင်ငံလုံးမရှိတဲ့မိဘတွေနဲ့ထပ်တူပေါ့ခံစားရတဲ့အတွက်ကြောင့်မို့အုပ်စုဖွဲ့ပြီးအနိုင်ကျက်တဲ့ဒီဟာမတွေကိုဒီလိုမလုပ်သက်ဘူးလို့ကျမအပြုတ်တော်လေးနဲ့ပြောပြတာနော်တချို့ကဆိုလို့ရှိရင်လည်းပေါ့နော်ဒီပို့တိလိုက်တဲ့သူကိုဟိုအေးအေးယူရမယ်လို့ပါလို့ပေါ့နော် 2024မှာပြီးသွားတဲ့ကိစ္စကိုသူတင်လိုက်တော့တာလေကျမတို့သိရတဲ့အတွက်ကျမတို့ကပြောရဆိုရတာမြင်ရတာတွေကြားရတာတွေလေဒါသူ့ကိုကျေးဇူးတင်ရမှာလေပြီးတော့အရေးခံရတဲ့ကောင်မလေးလည်းအဲအတင်းထားပါဖိုင်တင်ပါလို့သမီးဖြစ်ကအမြင်ရှိတယ်အဲ့လိုမိပါတွေရနော်ပြီးတော့အဲစောက်ချောက်အလီးပဲလို့လာဆဲတာတွေလည်းတွေ့ရနော်ရှင်တို့စီရိုက်အရန်ကိုကြမ်းတယ်နော်ခံရတဲ့ကောင်မဘာလို့လို့ခံရတာလဲဆိုတော့အရင်စုံစမ်းလိုက်ကြအောင်တဲ့ အဲ့ဒါအဲ့ comment တော့ကျမဒီအပြုတ်တော်နဲ့ထထချောက်မြောင်းကိစ္စမှာပေါ့နော်ပြောတဲ့ကိစ္စတွေမှာဝင်ရေးထားတဲ့ comment တွေပေါ့နော်ပြီးတော့ဒီဖြစ်စဉ်ဘာမှမသိပဲနဲ့ဝေဖန်ဆော့ဖစ်ပါနဲ့ပေါ့အဲ့လို comment တွေကျမဘက် comment တွေတွေ့တယ်ဒီ comment တွေကျမဖြစ်ပလိုက်တယ်ပေါ့နော်ဒါကအဲကျမတို့စုံစမ်းစဉ်းနေစရာအကြောင်းကမရှိဘူးရှင်ဘာလို့လဲဆိုတော့အဲမီဒီယာမှာတိုက်သိပြီးပြီးဟိုပေါ်ထွက်လာတဲ့ကိစ္စရဲ့တခုပေါ့နော်ရှင်တို့ပြောသလိုပဲဒီကိစ္စ2024မှာအဲအရှင်ယူမိသားလို့ဘယ်လောက်ပဲပြောပြော ကျွန်တော်တို့အခုအခုမှပေါ့နော်အကောက်တစ်ခုကတင်လိုက်တဲ့ဟာကိုအသက်အစမ်းအနေနဲ့ကျွန်တော်တို့ပြည့်ရချင်းနေဖြစ်တယ်နောက်ပြီးတော့အများအနေပြီးတော့တယောက်ကိုအနိုင်ကျစ်နေတာကိုမဖြစ်သင့်ဘူးလို့ကျွန်မမိဘတယောက်အနေနဲ့ကျွန်မဝင်ပြီးတော့အပြုတ်ပေါ်နဲ့ပြောချင်မဲ့ဖြစ်တယ်ပေါ့နော်ဘယ်သူပဲဝါမားတယ်မန်လဲဆိုတော့ကျွန်တော်တို့လည်းမပြပါဘူးဒါပေမဲ့လူအများရဲ့ရှိမှလူတွေရဲ့ရှိမှရိုက်တဲ့အုပ်စုကတော့မားတော့ ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ဒီလိုမျိုး live ပေါ်တက်ပြီးတော့မမမမရက်တီဝင်ရပေးနေတဲ့မမေတွေကိုအခုဆိုရင်ချိန်ချောက်စာတွေပို့လာတယ်ပေါ့နော်ဒါကတော့မဖြစ်သင့်ဘူးလို့တော့ထင်ပါတယ်အဲဒီလိုချိန်ချောက်လို့ရှိရင်ဒီရက်သွားမလားဆိုပြီးတော့တော့ချိန်ချောက်ကြတယ်အဲဒီမမေတွေကလည်းဘလောက်ချိန်ချောက်ချိန်ချောက်ရက်တီဝင်ရပေးမယ်ဆိုပြောတော့တာအရင်လဲအားရစရာကောင်းနေပေါ့နော်အခုကြည့်နေတဲ့အမျိုးတွေလည်း နင့်နာသူကြောင့်သူလေးကိုဝင့်ရပေးမဲ့သူလေးချင်းဗီဒီယိုလေးအမကွန်မန့်လေးရေးခဲ့ပေးလို့ရပါရဲ့ရှင်နောက်ထပ်လည်းမူဆက်လေးတဲ့နေဘူးတရညာဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသမှာမို့မို့ channel လေးကို like subscribe နဲ့တော့ပို့တောက်ဆပါရဲ့ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား